ဂိုင်စီရိုလက်ထက်လေးကိုခေါ်ယူလိုက်တဲ့မန်ယူနိုက်တက်အားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆောင်ရီတင်ဆက်နေပါပြီမန်ချက်စတာယူနိုက်တက်ဟာဒီနေရာဒီမှာကစားမသေးတွေခေါ်ယူအားဖြစ်ခဲ့ပြီးတဲ့နောက်အသင်းကလည်းတဟုန်တို့တိုးတက်လာခဲ့ပါပြီဒါပေမဲ့ယူနိုက်တက်မှာအားနည်းချက်တွေကတော့ကျန်ရှိနေသေးပြီးတော့ဒီတက်ကတခုကတော့ကွင်းလယ်နေရာဖြစ်ပါပြီနေတက်ကဒီနေရာကိုလာမယ့်ပြောင်းရွှေ့ဈေးကွက်တွေမှာတေချာပေါက်ဖြစ်တင်သွားမှာဖြစ်ပြီးတော့အဲ့ဒီအတွက်ထိတ်တန့်စင်ကစားမတစ်ယောက်ကိုတေချာပေါက်ခေါ်ယူသွားဖို့အစီအစဉ်နေတာဖြစ်ပါပြီအဲ့ဒီမတိုင်ခင်တော့ယူနိုက်တက်ကအနာဂတ်အတွက်ကြိုတင်ပြင်ဆင်ရင်းနဲ့ ကန်စီတို့လက်တက်ပါဆိုရဲစကွန်နေတာကွင်းလေကစားမလေးတယောက်ကိုအရင်ခေါ်ယူလိုက်ပါရီလက်ရှိမှာအမော်ရင်ကကွင်းလေအတွက်ကက်စမီရိုနဲ့ဘရူနိုဖာနန်ဒက်စ်အတွဲကိုပွဲထွက်ကစားနေစီပါရီကက်စမီရိုကလက်ရှိ United ရဲ့အကောင်းဆုံးကစားမတွေကတယောက်ဆိုပေမဲ့ရေရှည်အတွက်အဆင်မပြေတော့ပါဘူးဖာနန်ဒက်စ်ကလည်းကွင်းလေတိုက်စစ်နေရာကိုပို့ပြီးတော့အားတန်နေပါရီကိုဗစ်မိုင်နူနဲ့မန်ယူအုတ်ကတေးတို့ကတော့အမော်ရင်အကြိုက်ကစားမတွေဟုတ်မနေကြတာတွေ့ရပါရီအခုတော့ United ကပါမရှင်ကွင်းလေကစားမလေးတယောက် အိုထပ်ဖို့စီကိုခွင့်နိုင်ခဲ့တာဖြစ်ပါတယ်ပြောင်းရွှေ့တဲ့ရင်တော့ဖာဗီဇီယိုရိုမာနိုကဒီတင်းကိုပြောင်းရွှေ့ရင်းနဲ့တကွာအတီးပြူလာပြီးတော့မကြခင်မှာမန်ချက်စတာကိုရောက်လာတော့မယ်လို့ပြောကြားခဲ့ပါတယ်ဒီနေ့တို့ကသူရဲ့မူလယီမန်ချက်တိုင်းဘောလုံးလောကရဲ့ရွပုံးသီးလူငယ်လေးတွေကိုရှာဖွေမိတော်မြောက်ပေးနေပြီးထိတ်တန်းစင်လာလာရင်းနဲ့စကွန်နီသားကောင်လေးကိုရှာတွေ့ခဲ့ပါတယ်ကိုလံဘီယာသားလေးခရစ်စတန်အိုရိုက်စ်ကို United ကအော်တိုဘာမှာပြောင်းရွှေ့ကာလပြင်ပခွေမှုဖြစ်ခွေနိုင်ခဲ့ပြီးတော့အတင်းအတွက်အင်အားဖြည့်တင်ခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်ရဲ့ခွေမှုတည်ဖြစ်တဲ့ခရစ်စတန်အိုရိုက်စ်ကို UK ကိုလာမယ့်ရက်နဲ့ငယ်အတွင်းမှာရောက်ရှိလာမှာဖြစ်ပြီးတော့ပြောင်းရွှေ့ကိုပြီးတက်တော့မှာပါ။ညတကာစကွန်နေသားကွင်းနဲ့ကစားမလေးအတွက် Fordeliza အသင်းကိုဒေါ်လာတသန်းပြောင်းရွှေ့ခြေပေးချေခဲ့ရပါတယ်လို့ Romano ကသူ့ရဲ့တီဝင်အကောင့်ကနေဖော်ပြလာခဲ့ပါတယ်။ Moise Kane Siro ငယ်စားလေးလို့နာမည်ကြီးနေတဲ့ကောင်လေးကိုပေါင်း9သိန်းခွဲလောက်နဲ့ခရီးနိုင်ခဲ့တယ်ဆိုတာက United တွေကတော့ကံကောင်းလွန်းတာပါ။ရတကာနာကတ်အတွက်ခိုင်မာတဲ့ယင်းနှမြုံနယ်မှုတစ်ခုကိုပြလို့နိုင်ခဲ့ပြီလေဖြစ်ပါရီ။ Orisco ကသူ့ရဲ့ Colombia U15 နဲ့ပွဲအတွက်ကို2024 October လတုန်းကပြလုပ်ခဲ့ပြီးတော့3လကြာမှာ U70 ကြီးရောက်ရှိခဲ့ပြီး Orosco ကကွန်မီဘောတောင်အမေရိက U70 Championship မှာလည်းပါဝင်ကစားပေးခဲ့ရင်းနဲ့တင်းကို Finally တင်ပေးခဲ့ပြီးတော့သူရဲ့ဆွမ်းစားကိုတည်ထားမိစေခဲ့ပါတယ်။ Orosco ကအသက်ရွယ်နဲ့မလိုက်အောင်ကိုတည်ငြိမ်တဲ့အခွင့်အရေးဖြတ်ကစားမှလည်းဖြစ်ပြီးတော့သူရဲ့ကောင်းဆောင်နိုင်မှုဘောလုံးပေးဖို့နိုင်မှုနဲ့ဘောလုံးနိုင်ရရှိမှုတွေကထိတ်တန့်စင်မှရှိနေပါတယ်။ Orosco ကပွဲရှင်တွေကိုကောင်းကောင်းဖတ်တက်ပြီးတော့နေရာလွတ်ကျင်းကျင်းလေးတွေမှာရောတတောင်တက်တာဘောလုံးလက်ခံနိုင်သလိုနေရာယူမှုလဝါနှုံးနဲ့ကြံ့ခိုင်မှုတို့ကလည်းအလားအလာကောင်းနေပြသနေတာဖြစ်ပါတယ်။ Orosco ကပြီးခဲ့တဲ့နေရာဒီမှာတုန်းကရိုဂျိုတင်းကနေ ေဖော်ဒယ်လီဇာအသင်းကိုရောက်ရှိခဲ့ပါတယ်။ဒါပေမဲ့ကုရီယိုစီနီယာအသင်းကြီးမှာမကစားရသေးပါဘူး။အိုရစကိုကဒီယာဒီတော့ယာဒီကောင်တဲ့အထိဖော်ဒယ်လီဇာမှာပဲဆက်ရှိနေမှာဖြစ်ပြီးအသက်၁၈နှစ်ပြည့်ပြီးတဲ့နောက်နောက်နေ့နေရာဒီဂျာမန်ယူနိုက်တက်ကိုလည်းပူးပေါင်းသွားမှာလည်းဖြစ်ပါတယ်။ညတကစီနီယာကွင်းရဲ့ကစားမတယောက်ကိုလည်းထပ်ပြီးခေါ်ယူသွားအောင်ပါပါ။ညတရဲ့ရေဒါထဲမှာနေရာဒီတော့ကစိတ်ဝင်စားခဲ့တဲ့ Brighton ကစားမကာလို့စ်ပါလီပါလာပေါင်းများစွာစောင့်ကြည့်နေတဲ့ Crystal Palace ကစားမ Adam Wharton နဲ့လက်လောတင်ထွက်နေတဲ့ Northern Forest ကစားမ Elliot Anderson တို့ပါဝင်နေကြတာဖြစ်ပါတယ်။ ကက်စမဲရိုကယာစီကောင်းရင်စာရုပ်တတက်မတိုးတော့သလိုဂိုဘီမန်နုကလည်းအတင်းကနေထွက်ခွာဖို့ပဲဆိုင်းပြနေတဲ့အချိန်မှာရတဲ့ကွင်းလေကွက်လက်ကိုဖြစ်တင်းပေးဖို့လိုအပ်နေပြီဖြစ်ပါရီဒီအတွက်ဘယ်ကစားမတွေရောက်ရှိလာမလဲဆိုတာလာမယ့်ပြောင်းရှိနေ့ရက်ဒီမှာဆက်လက်ပြီးတော့စောင့်မျှော်ကြရမှာဖြစ်ပါရီညာကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါရီညာ